တန်း9လ6လလောက်ပဲရှိအောင်အဲတတိကျတာဆိုရင်9လကျော်ကျော်လောက်ပေါ့အဲ့လောက်ပဲရှိအောင်အဲ့လောက်ပဲရှိတာဆိုမဲ့သူကလည်းသူကလုံနေတာမော်တယ်လောက်တာဆိုတော့လေဟောလောက်တာဆိုတော့ပထမတော့ယူမဲ့စီစဉ်မရှိဘူးကျွန်တော်ရောင်မနေလာတာတယောက်တည်းနေလာလဲကြာပြီမိသားစုနဲ့လည်းမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့အကွာမိသားစုလေးပုံစံမျိုးလေးနေခြင်းနဲ့ပြီးတော့သူကလည်းလက်ခံတယ်ဆိုတော့လောက်ပြီ းဆောင်အောင်လုပ်တဲ့မော်ရီဘာနဲ့ရှင်လို့ရှင်ရုပ်ရည်ပါရဲ့ကပြအောင်ချိုးလို့အချိုးဆိုတော့အဲ့လိုမျိုးကောင်းလေးချိုးလေးနဲ့တွဲတဲ့ခါကျတော့တော်တော်ရှိတယ်ဟုတ်ကဲ့ပါပါပါဆုံးဟုတ်တယ်အရင်ကတော့အဲ့လိုပါတော့မှဆိုဆိုရင်တော့ခုတော့အရင်မဆိုရင်ပါဘူးပါကို့အပိုင်ဖြစ်နေစင်ချလို့မင်းကိုရဲ့အနာနာထားမဲ့ကွာတယ်အသက်ကတော်တော်ကွာတယ်ဘယ်နှစ်လောက်ပါအသက်ကကျွန်တော်နဲ့ဆိုဆယ်နှစ်လောက်ကွာတယ်ဆယ်နှစ်ပါ ကြာကြီးတည်းက student စဉ်းစားထားမျိုးတော့မရှိဘူး။အခုလည်းမျိုးရှူလိုက်တော့မယ်ပေါ့နော်။နေရာလုံးကတိုင်ပင်ပြီးတော့ပေါ့။ကိုကတော့ကိစ္စမရှိဘူး။ကျွန်တော်ကတော့အသက်လေးလေးရလာပြီလေ။အဲသူကငယ်သေးတယ်။ငယ်သေးရဆိုတော့တိုင်ပင်ရတာဘယ်လိုပဲယူရတော့မှာပေါ့နော်။လက်ထကြတော့မှာ။ပြီးတော့သူကလည်းလက်ခံတယ်ဆိုတော့လုပ်ပြီးဟုတ်တက်ပြတော့တာ။မဟုတ်ဘူး။ကျွန်တော်ကပြောမှဆိုရင်ချစ်စုတန်း9လ6လလောက်ပဲရှိအောင်မယ်။အဲတတိကျရဆိုရင်9လကျော်ကျော်လောက်ပေါ့။အဲ့လောက်ပဲရှိအောင်မယ်။ အဲ့လိုပဲရှိတာဆိုမဲ့သူကလည်းသူကလုံနေတာမော်တယ်လို့တာဆိုလေ။ဟောလို့တာဆိုပထမတော့ယူမဲ့စီစဉ်မရှိဘူး။အဲ့ဒါမှဘယ်လိုပြောမလဲ။ကျွန်တော်ကတော့အထက်ကတော့ကျွန်တော်ပေါ့။ကျွန်တော်ရောင်မာနေလာတာတယောက်တည်းနေလာလဲကြာပြီ။မိသားစုနဲ့လည်းမဟုတ်ဘူး။အဲ့လိုမျိုးဆိုတော့အကွာကိုမိသားစုလေးပုံစံမျိုးလေးနေခြင်းနဲ့အဲ့လိုမျိုးလေးပေါ့။အဲ့အဲ့ကြောင့်ဘယ်လိုကြောင့်လဲဆိုတော့အာနှစ်ဖက်မိပါးတွေနဲ့လည်းအဆင်ပြေတယ်လေ။ အိမ်ကမမေတို့တွေပြီးတော့ညီကောင်မောင်နှမတွေဆိုတော့လည်းအတော်သူတွေလည်းဖြစ်တယ်ဒီဒီမျိုးမှာဆိုတော့တော်တော်များများနဲ့တိတ်အဆင်မပြေဘူးပေါ့နော်အစကားပြောတာဆိုတာအချင်းစရာ delay ထုံးလန်းနေပေါ့အကုန်လုံးကကွဲပြားတယ်ကွဲပြားတဲ့ခါကျတော့ညှိယူရတာခက်တယ်အခုကဒီကောင်မလေးနဲ့ကျတော့အဆင်ပြေတယ်ဟိုသူ့မိဘလည်းကိုမိဘကိုမိဘလည်းသူ့မိဘပေါ့အဲ့လိုမျိုးလေအစအရာနားလည်းမရှိတယ်အဲ့ဒါလေးကိုပို့ပြီးတော့သဘောကျတော့ပါဘယ်လိုစားထုတ်ခဲ့လဲဆိုတော့အနည်းကတော့ဟာပေါ့သူက model လောက်တာဆိုတော့လေ ကျွန်တော်တချင်းမှာရိုက်ဖို့အတွက် RDB ရိုက်ဖို့အတွက်ပေါ့အမျိုးတွေခေါ်ရဲကားနဲ့တွေ့ရတော့ပါပဲစကားတွေကပြောဖြစ်တယ်ပေါ့ line ပေါ်နေတယ်အပြင်မှာပဲပြောဖြစ်တာ promote လုပ်တော့ line ပေါ်လာတာဒီမှာအာအဲ့ဒါတော့ line ပေါ်မှာပေါ့ဒီမှာမပြောရဘူးအပြင်မှာမပြောရဘူး mess ပြိုင်တော့ပါတော့ဆူတစ်ခုခုရရင်ပေါ့အဆူတစ်ခုခုရခဲ့ရင်ကျွန်တော်ဖြေပေးမယ်လို့ပြောတာအဲ့တော့ကသူကရခဲ့တယ်ပေါ့အဲ့လိုမျိုးဗလာပါလဲကျွန်တော်မပြောတတ်ဘူးဒုတိယလားအဲ့လိုမျိုးရတယ် crown တွေပါလဲစောင်းလိုက်တယ်အဲ့တော့ အဲ့ဒါအဖြေရတယ်တို့ချစ်တယ်လဲဆိုတော့တခါလေသူကျွန်တော်ကိုစိတ်ဆိုးနေရဆိုရင်တော့မပေါ့အာဘေးကိုမိဘရနေပတ်သက်လို့ရှင်စကားပြောရင်အဆင်ပြေပြေပြောနိုင်တယ်အပြီးလို့ရှင်လည်းတခါလေးမှဘယ်လိုပြောမလဲဒီနေ့အရဲ့စိတ်ဆိုးစိတ်ကောက်တဲ့အချိန်လေးရှိရဆိုရင်တော့မအာမရောဘောနော်အဲ့လိုမိဘဘောမိဘဘောတီးတတ်တယ်အဲ့လိုမျိုးလေအဓိကတော့ကျွန်တော်လည်းမိဘကိုရမ်းချစ်တယ်ဆိုတော့သူကလည်းမိဘဘောမှာတီးတတ်တယ်ဆိုတော့ပြောပြီးတော့ပြောကြတာပါ ရှိတယ်အဲ့လိုမျိုးတွေဟုတ်တယ်တဝင်းဒိုရာကြီးရှိတယ်ဘွားကြတော့အဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲသူတို့တယောက်ဆောင်အောင်လုပ်တဲ့မော်ရီဘာနဲ့ရှင်လို့ရှင်ရုပ်ရည်ဘာတွေကပြောင်းချိုးလို့အချိုးဆိုတော့အဲ့လိုမျိုးကောင်းလေးချိုးလေးနဲ့တွဲတဲ့ခါကျတဝင်းဒိုရာရှိတယ်ဟုတ်ကဲ့ပါပါပါဆိုဟုတ်တယ်အရင်ကတော့အဲ့လိုပါပါမဆိုဆိုရင်တော့အခုတော့အရင်မဆိုရင်ပါဘွားကိုယ်အပိုင်ဖြစ်နေစကွာတယ်အသက်ကတော်တော်ပါတယ်ဘယ်နှစ်လောက်အသက်ကကျွန်တော်နဲ့ဆိုဆယ်နှစ်လောက်ပါတယ်ဆယ်နှစ်ပေါ့ဆယ်နှစ် ဟုတ်ကဲ့ဆင်းနေပါတယ်အဲ့ဒါဆိုတော့ညီမလေးပေါ့ဟုတ်တယ်ညီမလေးကလေးလေးပေါ့ဆင်းမလေးအောင်လို့ခေါ်တယ်ဆင်းနေပါတယ်ဆောင်းမလေးကတော့နာမည်ကအိမ်ဖူးချစ်ပါဟုတ်